အားလုံးပဲမင်္ဂလာပါဗျကျွန်တော်ကတော့ဇော်ကြီးဂိမ်းမင်းပါโอเคကျွန်တော်တို့ဒီနေ့မှာတော့ဗောနောနောက်ဆုံးအနေနဲ့ကျွန်တော်ပြန်လဲရောက်ရှိလာတဲ့စိမ့်ဆိုင်ရာ event လေးကိုကျွန်တော်ပြောတဲ့ဏီတိုင်းလေးခုံးပြီးတော့ second လေးတွေကိုစုဆောင်းလိုက်တော့ဗျာစိမ့်ဆိုင်ရာ event ဆိုရင်ကျွန်တော်တို့စီကိုရောက်ရှိမလားဆိုတော့နှစ်နှစ်ကျော်ရှိပြီဗောနောနောက်ဆုံးတော့ကျွန်တော်တို့ပြန်လဲရောက်ရှိလာပြီပဲဖြစ်တယ်ဗျာနောက်ထပ်လဲပေါ့နော်ဘယ်အချိန်ဘယ်နှစ်မှာပြန်လာမယ်ဆိုတော့လဲကျွန်တော်တို့မသိဘူးပေါ့ဗျာအဲ့ဒီအတွက်ကြောင့်မို့နောက်ဆုံးအချိန်ပြန်လဲရောက်ရှိလာတယ်ဆိုပြီးတော့ပေါ့နော်ကျွန်တော်တို့အနေနဲ့ဂုံးတင်တဲ့စကင်လေးတွေကိုဂုံးကိုဂုံးရတော့မယ် โอเคဒါဆိုဗီဒီယိုလေးကိုစားလိုက်ကြရအောင်ဗျပထမဆုံးအနေနဲ့စိတ်ဆံရအီဗန့်ရပေါ့เนาะပထမဆုံးစဲ့ချိန်ကိုကျွန်တော်တို့တွေဗဒန်းရငွေရောင်စကင်ကိုမရှိသေးရလူတွေကတော့ဗဒန်းရငွေရောင်စကင်ကိုရမယ်ဗျာโอเค collection point ရတော့ကျွန်တော်တို့400ပဲပေးတယ်ဆိုပေမဲ့ second scale fat တွေကတော့လတယ်လို့ပြောလို့ရတယ် တန်ပါတယ်ကျွန်တော်တို့အာဆယ်ကြိမ်နဲ့ free ရတယ်ဆိုတော့တော်တော်တန်တယ် event လို့ပြောလို့ရတယ်ပေါ့နော်ဇရာကွက်ကလေးနဲ့လည်းကျွန်တော်တေချာလေးပြပေးမယ်အရင်ဆုံးကျွန်တော်ဆယ်ကြိမ်လှည့်တဲ့ခါမှာ coin ဘယ်လောက်ရလဲဆိုတော့ Nuki Do ပဲတစ်ချက် show လိုက်တော့ဗျာ coin 200ဝင်းကျင်ရတယ်ဆိုတော့ coin 200လို့သဘောထားလိုက်မယ်ဆိုရင်ကျွန်တော်တို့အကြိမ်60လှည့်မယ်ဆိုရင် coin 1200ရမယ်ပေါ့နော် Okay အကြိမ်60ဆိုရင်ကျွန်တော်တို့ခြောင်ဂိုးစကင်တစ်ကောင်ကိုယူလို့ရတဲ့အနေအထားရှိပြီဗျာဘာလို့လဲဆိုရင် exchange coin 1200နဲ့ပေါ့နော်ကျွန်တော်တို့စကင်တွေကိုလဲရမှာဖြစ်လို့ဗျာ ကျွန်တော်တို့တွေဂျားထဲမှာပေါ့နော် free token ဆက်ကက်ကိုလည်းအလကားပေးမယ်လို့သိရတယ်သူ့ရဲ့ machine ကလည်း gain ဆော့ရမယ်ပေါ့နော် gain ဆော့ပြီးတော့ free token ဆက်ကက်ကိုအလကားရမယ်လို့ကျွန်တော်တို့သိရတယ်ဗျာဒီတည်င်းတာမှန်မှန်ဆိုရင်တော့ကျွန်တော်တို့တော်တော်ကြီးကောင်းတဲ့အနေထားမှာရှိတယ်ပေါ့နော်စိတ်နည်းနည်းလေးနဲ့ကျွန်တော်တို့တွေ second တကောင်ရမယ်ဗျာ okay ဒီမှာကျွန်တော်ပြထားတော့ diamond recharge ပုံစံမျိုးပြထားတယ်တကယ်လို့ပေါ့နော်ကျွန်တော်တို့ဒီမှာရောက်ရှိလာလို့ရင် diamond recharge ကနောက်မှာပေါ့နော် diamond recharge free token ကိုမလာခင်ဒီ free token ဆက်ကက်ကိုကျွန်တော်တို့ mission လိုက်ပြီးတော့လက်ကားပေးမှာဗျာ โอเคအားဆိုကျွန်တော်တို့ပေါ့နော်ဇာတ်လေးနဲ့တူတစ်ချက်သွားကြည့်လိုက်ကြရအောင်ဗျာအရင်ဆုံးကျွန်တော်တို့ပေါ့နော် event မလာခင်ကတည်းကကျွန်တော်တို့တွေစပြီးတော့ wikipad လေးလေးပတ်တော့ထည့်ပေးထားဗျာထည့်ပေးထားပြီးဆိုရင်ကျွန်တော်တို့ဇူလိုင်16ရက်နေ့ပေါ့နော်9လပိုင်း16ရက်နေ့ရောက်ပြီဆိုလို့ရင်စိမ့်ဆိုင်ရာ event ကျွန်တော်တို့ original server ကိုရောက်ရှိလာမှာဗျာโอเคအဲ့ဒီအချိန်မှာကျွန်တော်တို့ daily doll လေးနဲ့တရက်ကိုတစ်ချိန်လဲ့သွားမယ်ပေါ့နော်16ရက်နေ့ရနေပြီးတော့ကျွန်တော်တို့20နဲ့မှ9ရက်နေ့ဒီဗျာတစ်ချိန်စီလဲ့သွားလိုက်မယ်ဗျာ 25ရက်နေ့ရောက်ပြီဆိုလို့ရှိရင်9လပိုင်း25ရက်နေ့မှာကျွန်တော်တို့တွေပေါ့နော် free တုံခင်လာပြီဗျပထမကျင်း Okay အဲ့ဒီချိန်မှာကျွန်တော်တို့ Diamond Wiki Pad 3ပတ်ဖြည့်ဖြည့်ဒါမှမဟုတ် Diamond 250 Recharge ဖြည့်ဖြည့်ကြိုက်တယ်လို့ဖြည့်လိုက်ပေါ့နော်ဖြည့်ပြီလို့ရှိရင်ကျွန်တော်တို့ပေါ့နော် Diamond 900နဲ့10ချိန်ကိုလှည့်လိုက်မယ်ဗျာ ဒီထဲမှာတော့ကျွန်တော် free tone gain က30လို့မှားပြီးတော့ရေးပေးထားတယ်ဗျာเนาะတကယ်တမ်း15ကက်ပဲရမှာဆိုတော့15ဗျာ okay အဲ့15နဲ့ဆယ်ချိန်လက်ရနေဆိုကျွန်တော်တို့ဗောနော်20နဲ့မှာ5ချိန်25ချိန်ရစောစောကကျွန်တော်တို့လက်ထားရင်လည်းဆိုလို့ရင်ကျွန်တော်တို့စုစုပေါင်းကျွန်တော်32ချိန်ရှိသွားပြီဗောနော်အဲ့ဒီ32ချိန်ရကျွန်တော်တို့ free tone gain 10ကက်ကကျွန်တော်ပထမဆုံးဗောနော်လကားပေးအောင်ပါဗျာ gain ဆော်ဝင်နေအဲ့ဒါနဲ့ပေါင်းလိုက်မှာဆိုရင်42ချိန်ရှိသွားပြီဗျာ Okay 40နှစ်ချိန်ဆိုကျွန်တော်တို့ကလှည့်ဖို့တော့ကအချိန်60ပဲဆိုတော့ကြာတော့ကျွန်တော်နောက်ထပ်16ချိန်ပဲလူတော့တယ်ပေါ့နော်16ချိန်ကကြာတော့ကျွန်တော် freedom ဝင်ဒုတိယအချိန်လာလို့ရင်ကျွန်တော် diamond ထည့်ပြီးတော့ပေါ့နော် diamond recharge ဖြည့်မယ်ပြီးရင် diamond test တွေအကုန်လုံးလိုက်မယ်ပြီး diamond 250ထဲ250သုံးလိုက်မယ်ဆိုရင်ကျွန်တော်တို့ပြည့်သွားပြီပဲဖြစ်တယ်ဗျာ Okay ဒီဇာတ်ရဲပြထားတဲ့အချိန်မှလုံးလဲရရပေါ့နော်ခုကျွန်တော်ပြောတဲ့အချိန်လေးပဲလုံးလိုက်ဗျာဇာတ်ရဲပြထားတော့သူကနေ့စဉ်ကိုလှည့်ပေးရမယ်ပေါ့နော်တကယ်လို့ကျွန်တော်တို့ကနေ့စဉ်လှည့်စရာမရှိဘူးဆိုလဲလှည့်စရာမလိုဘူးဗျာ โอเคအဲ့ဒါကျွန်တော်ပေါ့နော်အချိန်60အချိန်60နဲ့မှမရဘူးဆိုလို့ရင်ညိုကီရိုအနေနဲ့အာ daily dollar နဲ့ပေါ့နော်နှစ်ချိန်၃ချိန်လောက်လှည့်ပြီးတော့ရမယ်ဗျာအာသူကအချိန်60နဲ့80ကျောင်းကိုတေချာဖို့ရတယ်ပေါ့နော်ကျွန်တော်အနေနဲ့အခုပေါ့နော်အလုံးတွက်ပြီးရအချိန်မှရောက်လို့ရင် wiki pad အနေနဲ့10ပတ်ဝန်းကျင်လောက်တော့ကုန်မယ်ဗျာအဲ့ထက်လည်းရောင်းရင်ရောင်းနိုင်တယ်ပေါ့နော်အဲ့ချိန်မှာကျွန်တော်တို့ရဲ့ဈေးနှုန်းလေးကိုညိုကီရိုတစ်ချက်ရှုလိုက်ဗျာ wiki pad တစ်ပတ်ကို6000လုံးနဲ့တွက်လိုက်ပေါ့နော်6848ဆို4800လဲကျွန်တော်တို့ ghost skin တစ်ကောင်ယူလို့ရတယ်ဗျာ အများစုကတော့ကျွန်တော်အနေနဲ့ချောင်းယူမယ်လို့ကျွန်တော်ထင်တယ်ချောင်းအာလူကြိုက်များတယ်ဗောနော်ချောင်းစရင်အဲ့ထက်မှတော်တော်လေးလက်လှတယ်ဗျ okay ညိုဘီတို့အနေနဲ့ပေါ့နော်ကျွန်တော်အနေနဲ့ဂုံးစင်းအီးဘန်နေရောပေါ့နော်ဂုံးစင်းနီးတွေရောကျွန်တော်မျိုးစုံပြ free skin ပေးတဲ့ဟာတွေရောကျွန်တော်မျိုးစုံတင်ပေးနေရဖြစ်လို့မို့ကျွန်တော်ရဲ့ဒီ YouTube channel လေးကိုလည်း subscribe လုပ်ပေးဖို့ကျွန်တော်တောင်းဆိုပါတယ်နောက်ဆုံးအနေနဲ့ပြောချင်တာကတော့ဒီအီးဘန်နောက်ထပ်ဘယ်အချိန်မှပြန်လာမယ်မသိဘူးနောက်ဆုံးအချိန်လို့လည်းပြောလို့ရတယ်ပေါ့နော်အဲ့အတွက်ကြောင့်မို့ဂုံးကိုဂုံးလိုက်တော့ဗျာဟေးခုကျွန်တော်ပြထားတဲ့နေ့တိုင်းပဲဂုံးလို့ရတယ်ဗျာ ဈေးနည်းနည်းလေးနဲ့ပေါ့နော်ကျွန်တော်တို့ gold skin တကောင်ကိုရလိမ့်မယ် okay ဒီနီးနဲ့ကျွန်တော်တို့ပေါ့နော်ချောင်း gold skin ကိုကျွန်တော်တို့လွယ်ကူဆုံးယူလို့ရတယ်ကွာချောင်းမှမဟုတ်ကိုကြိုက်တဲ့ skin ကိုယူပေါ့နော်ကျွန်တော်တို့ကတော့ချောင်းပဲယူမှာဗျာလောင်ချီပေါ့နော် okay ကျွန်တော်ရဲ့ဒီနေ့ဗီဒီယိုလေးတော့ဒီလောက်ပါပဲဗျာအားလုံးစုံနေကြည့်ရှုပေးကြလို့ကျေးဇူးအများကြီးတင်ပါတယ်ဗျာ